ော့ဒီလောကများရဲ့ဆိုလို့ချင်းအခုဆိုလို့ချင်းသူကအဘဆိုင်ကလည်းဝင်ဝင်ကမကောင်းဘူးလေမကောင်းတော့အခုဒီအိလတ်သာသုံးလတာတင်ဖို့တော့မှသမီးပရိုက်ဗက်လုပ်တဲ့သမီးမုံကြီးကတင်ပေးလို့အဘလို့ရှင်ပြေသွားတာနှုတ်ဆိုဘာနေကြမရှိဘူးဟိုလမ်းမထွက်နေရမယ်ပုံစံဖြစ် ာရစားတဲ့ဒုက္ခရောမဒီမြေဘာလို့စိုက်ကန်းနေရတာအရင်ကမှပတ်သက်မှမရဘူး။တခါကြီးလည်းပတ်သက်မရတဲ့နေကြတယ်ခလေးပဲဥသာပြီးတွေ့ရဘာမှစားတော့။ဒီတို့မြတ်သူ့ရှိရင်ဖရာရှိဖို့နေနဲ့ဆုံးသွား။အဲ့အဲ့လိုဖြစ်သွားပြီးတော့သူနောက်ပိုင်းကျတော့သူကညနေပိုင်းညနေပိုင်းဆိုဟို နေ့ရှိတယ်လေဂျီနာမှာဘာလို့ဘောလုံးဝင်ရှိတယ်အဲ့မှာပဲသွားငုံနေမေကြီးရေမေကြီးခေါ်ပြီယောက်ချောကောင်းတို့မြင်ရင်ရှင်ထဲမှာလူတိတ်တာအခက်ခဲတွေနဲ့ဘဝတိုက်ပွဲမှာအပြုံးတွေဝင်ပြခဲ့သူအဖေအများကြီးဆိုရင်တော့ဗျလေအများကြီးပေါ့ဘာလို့လဲဆိုတော့ဘာသူ့မေကသူ့ချိမှာပဲသူ့မေကချုံသွားတာလေတမဲသူ့ခေါ်သွားလို့မှမရအဘလည်းဒီပိုင်းခေါ်သွားလို့မရဘူး သူ့ထားခဲ့ရမှာဒါပေမဲ့သူ့ခြေောက်ပေါ်လေးသူရက်တည်နေနေတော့ဘာစိတ်ချမချတော်လို့ရတာပေါ့စိတ်မချလည်းသူ့ထားခဲ့ရမှာစိတ်ချလည်းထားခဲ့ရမှာခေါ်သွားလို့မရဘူးကိုရရှင်နေရတော့ဟိုဒီတိုင်းဒီစားဝတ်နေရေးစားဝတ်ရေးစားဖို့ရဲတဲ့ဒီနေဖို့ရေးကပို့ပြီးတော့ဆိုးတယ်ပြလိုက်ကြလို့တဲ့တမိမုံကြီးနဲ့တွားပြီးတော့ ဟိုတမီးလေးကြောက်ကဆက်ပြီးတော့အဲတမီးကလာလှူတာနဲ့တမီးလူလာဆိုရင်ဒီဒီကောက်ဆိုလေးကောက်လောက်ရှိပြီးလာလှူပြီးတာအဲ့တော့နော်နောက်အခုအဘအခုခွဲစိတ်ဖို့လဲဒီဥကြတဲ့ယောဂယူခွဲစိတ်ဖို့လဲတမီးကသူစီစဉ်ပေးမယ်ဘာမှဘာမှမနေဖြစ်နဲ့ဆေးအားမငယ်နဲ့အကုန်သူကဝင်ဖြစ်တယ်ဒါမှမဟုတ်တမီးဟိုနေပရိုက်တာလို့တမီးမှုန်ကြီးလဲတိတ်ကျေးဇူးတင်တာပါအာဟုတရားဘာမှဘာအာဟုတရားမှာ မရှိဘူးဒီတမီးကြီးအောင်မရှိဘူးကျင်းနေစိတ်ဖြစ်တယ်ဘာလို့လဲဆိုတော့အမှန်တကယ်လဲလိုအပ်တယ်နွမ်းပါတယ်အမအဖေတောင်မှအသက်60ပဲရှိသေးတယ်ဘာ84နှစ်ထိမနာဘူးစိုက်ကားနင်းနေရတယ်ပြီးတော့အမတို့အခုလိုငယ်ရတဲ့သူတွေတောင်ဒီလိုရာသီဥတုမှာပူတယ်အလုံးမလုံးခွနဲ့တောင်ပူတယ်ပူတယ်နဲ့ ညီးနေတဲ့အချိန်မှာအဘမှာပူရဲလို့ညီးခွင့်မရှိဘူးပင်မန်းနယ်လို့နားခွင့်မရှိဘူးအလုံးလို့ပြီးပြန်လာတော့လေအိမ်မှာလှက်ပစ်ပြီးအိပ်ပြီးနားလို့ရတဲ့ဘဝချင်းနေတဲ့မဟုတ်ဘူးဒီမတန်မဆန်းသားလေးကရှိနေပြန်တဲ့အတွက်အကုန်လုံးအောက်ခြေတွေအကုန်လုံးပေးရတာမတိရဲ့အတွက်မထက်ခါထက်ခါနှူးကျင်းလာတယ် ဟဲ့မင်္ဂလာပါဟာတာပေါ့ကျွန်တော်ကအဖေရဲ့နာမည်ကြီးနဲ့ဆက်ပါပါဘာနာမဦးဝင်းနာမဟုတ်အသက်ကောပါပဲ84ဟုတ်မိသားစုရောပါဗျာမိသားစုမင်းက3ယောက်ကျန်ဒီမှာပေသွားတဲ့မိန်းမရဲ့အဖေရဲ့ဒီကလေးက3ယောက်ပဲသူကငယ်ရပူလီကိုဝင်းလို့နေမွေးရပါပူလီပူလီကိုအသက်ကကြာတော့33ဟုတ်တယ်ตู่เดียวเนี่ยตู่มวยได้เชียงอ่ะแล้วมีตาตู่ต้องลงฉิดาบ่ไอ้ตรงนั้นแม่มาไม่ทรงนี่อะกูจ้ะတော့แม่มาทรงเนี่ย2เนี่ย9ล้านฉิดาตู่ทําว่าจ้ะไอ้มาไอ้ลุกจ้ะแล้วบาไปโดอ่ะอกงหมด စားတာ။သူမှမလုပ်နိုင်မယ်။သူကလက်မှလက်တကြီးနဲ့မတန်းချောင်း။ငယ်တော့ကသူကခေါင်းကြီးကကြီး။လက်ကလေးအခုတော့မှနည်းနည်းရှောင်းနေပါ냐။တွားနေလို့နည်းနည်းလေးကောင်းနေပြန်။အရင်က၆လေးတဲ့လက်ကလေးကတီးတီး။သူသူတကားတူတာဘာလို့တခါနားမလဲ။ညကြီးမှတော့ဒီလိုပါပဲ။တခါလက်နေမကောင်းတာတွေပဲရှိတာပေါ့။သူဘာလို့သူကခလေးတွေနဲ့ပဲဆော့တာပေါ့။မမုန်ကြီးကသူတိတ်မကောင်း။ကလေးနဲ့မဆော့မပြေပါဘူးသူကြီးအခုရင်းလို့မဟုတ်တော့ဘူးအခုကဘေးရဲတွေပေါ်လာတော့လေ ဘေးရွက်တွေပဲစီကြတယ်ဘာလို့ဆိုင်ကားတွေမစီကြတော့ဘယ်မောခံနေမလဲမောတာပေါ့နောက်ပြီးတော့လည်းဟိုဥကြယောဂလည်းရှိနေရနီးဥကြယောဂခွဲရမှာဆိုတော့အဲ့ဥကြယောဂရှိနေတဲ့အတွက်တော့ပိုဆိုးတာပေါ့မောတာလည်းတကယ်မှဒီကောင်မခွဲတော့နဲ့အောင့်တာပေါ့ဆက်ကားနေဆက်ကားနေရတော့ဒီတိုင်းနေလို့မရဘူးခွန်နဲ့အားနဲ့နေနေရတယ်ဘယ်တော့ဒီအားနဲ့မရဆိုကိုကိုတတ်သေးဖို့တော့မှဒီကြည့်တော့မှစိတ်ဆူစိတ်ကြမှာကူလာတယ်မနေချင်တော့ဘာလို့ဒုက္ခရောက်ဒုက္ခနဲ့ ရေဆိုင်နေရတဲ့ဘဝမှာမနေချင်တော့ဘလောက်ဒီဒုက္ခများလဲဆိုလို့ချင်းအခုဆိုလို့ချင်းတမီးကအဘဆက်ကလည်းဝင်ဝင်ကမကောင်းဘူးလေမကောင်းတော့အခုဒီအိလသာသုံးလသာတင်ဖို့တော့မှတမီးပရိုက်ဗက်လုပ်တဲ့တမီးမုံကြီးကတင်ပေးလို့အဘလို့ဆင်ပြေသွားတာနှုတ်ဆိုဘာနေကြမရှိဘူးဟိုလမ်းမေးထွက်နေရမယ်ပုံစံဖြစ်စားရစားတဲ့ဒုက္ခရောတမီးကဘာလို့ဆက်ကနေရတာအရင်ကမှပတ်စံမှမရတော့ တခါကြီးလည်းပတ်သက်မရတဲ့နေကြတယ်ခလေးပဲဥသာပြီးကြည့်ရဘာမှမစားတော့ခုချိန်ကြီးပဲလူသူ့လူတွေးနေရပါတော့သူသာမရှိဘူးပါကြားလိုက်ရဟန်းဝတ်သူ့မိရမသိခင်မှာပါတယ်သူသားလေးကိုပြစ်မထားပါနဲ့ပြစ်ပြီးတော့မသွားပါနဲ့ဆိုတော့ဘာငကိုရရဒီစိတ်ရှိတဲ့လူမှမဟုတ်ပဲမိအဖေပီပောက်မဲ့ဘာနေခဲ့တာပဲသူအခုချိန်ကြီးလှုပ်တွေးနေခဲ့တာပဲသူမွေးစမွေးရဘာလို့ကဒုက္ခတော်တော်ရောက်ခဲ့တာသူကမတန်မဆွမ်းဆိုတော့ကလေးကို မင်းနဲ့သူ့အမိနဲ့ပဲထားတယ်သူ့မြဘာလို့မှမလို့ကသူကသူ့ပဲကြည်နော်သူ့ပဲစောင့်ရှောက်ရတာပေါ့အခုကြည်လာတော့အခုသူ့မေသေးသွားတော့ဘာဘာတောင်းရင်းဖြစ်နေအဘပဲသူ့ကိုပြည်သူစောင့်ရှောက်နေအများကြီးဆိုရင်တော့ဗျလေအများကြီးပေါ့ဘာလို့လဲဆိုတော့အဘသူ့မေကသူ့ချိန်မှာပဲသူ့မြဆုံးသွားတာလေဒါပေမဲ့သူ့ခေါ်သွားလို့မှမရအဘလည်းတေးသွားခေါ်သွားလို့မရသူ့ထားခဲ့ရမှာဒါပေမဲ့သူ့ခြေောက်ပေါ်လေးသူ့ရက်တည်နေနေတော့အဘစိတ်ချတဲ့ချတော်လို့ရတာပေါ့ စိတ်မချလည်းသူထားခဲ့ရမှာစိတ်ချလည်းထားခဲ့ရမှာပဲခေါ်သွားလို့မရအောင်။ဩသူကဖြစ်ဖြစ်ခြင်းနဲ့သူကသူမြေအခုလောရကျဘာမှနေကြကကိုအိမ်မိုင်းမရှိဘူး။အိမ်မိုင်းမရှိဘူး။ချယ်ပြီလေးတော့တော့အိမ်မိုင်းရှိရင်တော့အဘကုနာပြောလို့ပဲဟိုသူနေကြလေးလည်းရှိပြီ။ဟုတ်တယ်မလား။နောက်ပြီးတော့သူ့ကိုသူတိတင်တိလိုက်တာလေးလည်းပင်ပြခဲ့ပြီးပြီဆိုသူရက်တည်နိုင်တာပေါ့။အခုငှားနေတယ်ဆိုတော့အဘရှိတဲ့အချိန်တော့မှဒီလောက်ဒုက္ခရောက်ပြီးတော့ ငားမနေနိုင်တာ तू तू တယောက်တည်းသူဘယ်လိုလုပ်သွားနိုင်လဲလမ်းမေးမှာရှောက်သွားနေမှာပေါ့ဟုတ်မလားဟိုလူကကျွေးနုံနုံဒီလူကပေးနုံနုံနဲ့ဟိုနေရာနေရနုံနုံဒီနေရာနေရနုံနဲ့နေနေခဲ့ရမှာပေါ့ဟောယင်သူဘဝချင်းကြီးကအဘသိရင်လေးလားဘာလို့တော့ဒီလိုပုံစံမျိုးနဲ့ချီမတန်လက်မတန်ကြီးနဲ့နေခဲ့ရမှန်းနဲ့သူကပုံစံမျိုးမဖြစ်ဘူးငယ်ရတဲ့သူမွေးလာခဲ့ရတယ်ဒီလိုပုံစံကြီးမွေးလာလိမ့်မယ်လို့ဘာလို့ထင်မှမထင်သူပထမတစ်ခါဟိုသူ့မိရှိတော့လीအဲ့ ူမိအဲ့တုန်းကတော့ तू ကငငယ်လေးပေါ့တစ်နှစ်ကျော်ကျော်နှစ်နှစ်တော့ပဲရှိသေးတော့အဲ့တော့ဟိုမတန်မဆွမ်းဟိုနေ့ဖြစ်တယ်ဆိုရဲနေရာမှာခေရမှာတခါသွားသွားသွားပြီး तू သွားပို့သေးတယ်သူ့အမိနဲ့ပြန်သွားဟိုကြောင့်ခလေးကမနေနိုင်ခလေးကငိုတော့အဲ့ရလူကြီးကမရဘူးလေအဲ့လိုငုံနေလို့ရှိရင်မရဘူးဆိုတော့ပြန်ခေါ်အဘဖြစ်တဲ့ငုံဆန္ဒတော့အဲ့အဘအိမ်မက်ကြီးတလုံးရှိကျင်တာပဲတမီးရဲ့အဲ့ဒါအဘပေါ့လို့မသေးခင်မှာအဘမသေးခင်မှာဟိုတရားအားထုတ်ခြင်းနဲ့နောက်ပြီးတော့ဒီခလေးတွေကိုလည်း ဟိုဒီအိမ်မန်လေးနဲ့ဗာထားခဲ့ခြင်းနဲ့ပေါ့လို့အိမ်မန်လေးရှိတယ်ဆိုရင် तू စောက်ဖို့တောက်ဖို့ဘာပဲပြောသူသင်ပေးတာဘလို့လေးလို့လို့ဘလို့လေးဆိုရင် तू လုတ်တတ်မှာပေါ့လေဟုတ်တယ်မလားအိမ်မန်မရှိတဲ့ခါကျပို့ဆိုးသွားမှာပေါ့ဘဝတားကြီးဆိုးသွားမှာအဲ့ဒါပါဗာနော်နေတာအဲ့ဒါပဲအိမ်မန်လေးကလုံးရံတိတ်ကောင်းပါပဲအများကြီးမဟုတ်ဘောတမီးကဗာတပ်ဖတ်ညောင်းနေနိုင်တော့တဲ့ဆယ်ပြီအိမ်လေးတော့ဆိုရင်တော့မှအရှင်းပြတော့အရှင်းပြအများကြီးပြောင်းရှင်းနေလို့ရတယ်ဗျ အခုကတော့ဒီကလည်းအခု3လပြည့်သွားပြီဆိုနောက်တစ်ခါထပ်ပူပါ3လပြည့်သွားပြီဆိုနောက်တစ်ခါထပ်ပူပါဟိုကုနာပြောလို့ချိပွားရအကလုံးအလုံးကန်ကောင်းနေဆိုတော့အကြောင်းမဟုတ်ပါဘူးအခုကလုတ်ကန်နေမကောင်းဘူးဆိုတော့ဘလို့မှရှေ့ကိုတခါကြီးကြိုက်ဟိုအခုဘာသမင်းမစားတာပြောအခုဘာတလားကြော်ကြော်ရှိပါတယ်သမင်းမစားနိုင်တော့ပေါ့ပြောဒီအိမ်ဟိုနေမငန်းနိုင်တော့အဘဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးဘာ ညာပဲကြတယ်ကောင်းကောင်းအိတ်မပြောဘူးအဲ့ဒါတမိမုံကြီးကလာပြီးတော့ပရိုက်တာလို့တဲ့တမိမုံကြီးကလာပြီးတော့ကူညီပေးလို့ဒီငားနေသွားတာအဲ့ငားနေတော့နည်းနည်းစိတ်ထဲမှာတော်တော်တော့ချမ်းသာသွားတော့ဗောတမိအဲ့ဒါလည်းပါတော့ဗောနောက်တစ်ခုကဘယ်လိုလဲဆိုတော့ဟိုညမောင်ဒီစိတ်ပြည်ပြီမူအားတွေလည်းများနေတာဗောအဲ့တော့စိတ်ပြည်ပြီမူအားတွေများတော့ခုဒီကတော့ဟိုအချိန်ပြေသွားပြီးငားတာတော့နောက်၃လတော့အခုဒီကပို့ပြီးကြိုပြီးတော့ စိတ်ဝင်ဖြစ်ရတော့ပူပန်တော့ပေါ့ဒီရမှာမော်သူကလေးကဘာတွေးမှစားမှာလေဘာမတွေးဘူးလားတွေးလို့လူကလာမတွေးမှလူရှိဘူးအဲ့ဒါပဲရှိရမမီးရန်ကုန်မြို့မှာနေရမရှိတဲ့လူကဘလို့ပြခေါ်မလဲဟိုဘလို့နည်းဖြစ်မလဲဆိုတော့စိတ်နှလုံးမအေးချမ်းတဲ့ပုံစံမျိုးကြီးနဲ့နေနေရတော့ပေါ့ဟုတ်တယ်မလားအချိန်ကြာရင်ပြန်မငားငားဖို့တည်းမရှိဘူးဆိုလို့ရှိရင်ရန်ကုန်မြို့မှာဒုက္ခရောက်ဘယ်နေရာ ဟိုတောတွေမှာနေလို့ဟိုနေရာသွားနေရတယ်ကရင်ကိုသွားနေရတယ်ဟိုကျွာကျွာရှိထွက်နေလို့ရတယ်တဲဆောင်နေဘလူးမပြောဘူးပြောမလို့ရန်ကုန်ပြောချီလို့နေလို့မရဘူးလေစီးနေကန်းနဲ့နေတဲ့နေရာဆိုတော့ဟုတ်တယ်မလားအဲ့တော့ငားနေနိုင်နေကိုကအိမ်မှရှိရှိမရှိငားနေငားမနေနိုင်မနေနဲ့မနေနိုင်လို့ရှိရင်လမ်းပြမှာပွားအိလို့လည်းရတာမဟုတ်ဘူးအဲ့ဒါအဲ့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 ပြည့်နေနေတော့အုံနာတို့မှာအဲ့လိုပြည့်နေနေတော့မနေ့ကြလို့ရှိရင်တခါကြည့်ရင်ဟိုသွေးပေါင်ကြီးကြတာဟိုပထမတစ်ခါဆိုတော့6800တော့အဲ့ရတည်းကမထမ်းနေတော့သွေးပေါင်ကြီးတားကြဘူး မူးပြီးတော့မထနိုင်ဘဲမှလည်းမတော်နိုင်တော့အဲ့တော့သူချမင်းမစားဘူးပြောတော့ဖေနာလာထိုင်ပြီးတော့ငိုနေတာပေါ့ဖေဒီမှာသူဒီသူ့မိယာသူ့ရှိရင်ဖះရှိဖို့နေနဲ့ဆုံးသွားသုံးသွေးကြောက်ခြင်းဖះရှိဖို့နေပြည်လို့ဖះဖះကိုအောင်ဆုံးကန်နေနဲ့ဒဲပြီးသေးပါအဲ့အဲ့လိုသူဖြစ်သွားပြီးတော့သူနောက်ပိုင်းကျတော့သူကညနေပိုင်းညနေပိုင်းဆိုဟိုးဝင်ရှိတယ်ဒီနောက်မှာဘာလို့ဘောလုံးဝင်ရှိတယ်အဲ့မှာပဲသွားငိုနေတယ် မေးရမေးရခေါ်ပြည့်တယ်ပြည့်သူ့မြေသူ့သိချက်တာသူမတမဆန်းနေတဲ့ဖြစ်ပြီးပိုလီယိုလေးတဲ့ဖြစ်ပြန်ကြောပါနော်အဲ့လိုဖြစ်ဖြစ်တနည်းနဲ့ခုနလပဲရှိတယ်လူသူအော်နည်းအခုနည်းနည်းခုနလပဲရှိတော့လည်းပြောတယ်ခဏတော့ပြောတယ်သူ့မြေဓာတ်ပုံလေးကိုဒီခါကျဖုန်လိုက်ပုတ်တက်ပြီးတော့ညကျင်သူကသူ့မြေကိုရှ िख ိုးပြီးတော့အိတ်တယ်အဖေကဘာလို့လဲရှ िख ိုးပြီးအိတ်တာပေါ့အင်းမအဲ့အဲ့ဆုံးသွားပြီးတော့ရဲတဲ့သွားပြီးတော့တလကျော်ကျော်နှစ်လလောက်တိ သူဘလူးနှမလေးတိတ်စကားမပြောအဲ့ဒါသူအဲ့ငိုးနေရအဲ့သူမင်းဟိုနေ့ပြန်အဖေကလည်းမင်းအမေကမင်းတွေကတော့သူမင်းကိုခေါ်မသွားနိုင်တယ်လို့အဖေကလည်းတွေသွားတဲ့ခါကျမင်းကိုခေါ်သွားလို့မရဘူးထားခဲ့ရမှာအဲ့တော့အခုဒီကသမီးကိုစားကြအောင်မို့နော်သူကတိုင်းလက်ကြီးကတုံပြီးတော့ဗဇက်ချက်ကိုမရဘူးအောက်ပြုတ်ကြတယ်အဲ့တော့သူဖုံးပြသူမင်းရှိတော့သူအမြဲတမ်းဖုံးပြီးတော့သူ့မိကသူ့သူ့သူ့မိကိုသူကသိချက်တာဘူး အဘစိတ်ပြက်နေလဲဖြစ်မှမဖြစ်တာလေဘလူကလာလို့ပြီးမှလဲအဘစိတ်ပြက်နေလို့စိတ်ပြက်တာပဲရှိမှာမဟုတ်သူဘလူကလာလို့ပြီးအဲ့တော့ဘာပဲလုပ်ပြရတော့ဆွေမျိုးတွေဘာကြီးကြတာဘာမရှိရတာဆွေမျိုးတွေဘာကြီးကြတော့ရှိတော့ရှိတယ်ဟိုလိုင်းသားမှရှိတယ်ဟိုတောင်တကူမှညီမနှစ်ယောက်ရှိတယ်နှစ်ယောက်ကြီးဒါပေမဲ့သူတို့ကလည်းတားဆင်းရတာကြောက်ကမဟုတ်ဆုံးမှအခုကတော့ဒီလိုပဲဒီခါကြတယ်ဗျတားအားနေတာပေါ့ဘယ်လိုဆိုတော့အင်းအချင်းမပြေတာတွေကလည်းများတဲ့ခါကြတော့ ဟိုတော်တော်လေးကိုစိတ်ကျမှခံစားရတော့မနေ့ကတော့အဘသွားနေလာပြီပထမ2000ပဲရတယ်ဘယ်လိုလုပ်ချင်မစားအဲ့လိုမျိုးဆိုလို့ရှိရင်တမင်းလေး900ဘုဒီစိတ်မှာဝယ်ဘဲဥတလုံးဆိုရင်ဘာလို့ရှိမှာရှေ့ရပြရအဲ့သူတလုံးဝယ်ပြီးရတာသူခွန်လိုက်အဘတမင်းစားဘာတမင်းစားခြင်းနဲ့စိတ်ကိုမရှိတော့မရှိသေးလားဟိုနေကဟိုတက်နေတော့အဲ့တွေးပေါင်ကြလို့ဆရာဝန်ပတ်ပြဆရာဝန်ကတမင်းမစားလို့မရဘူးပါလေ ဘာလို့တေးပေါင်နဲ့တားကြထားလို့ကိုမြထားတဲ့မူးရလဲပါထားလိုက်တဲ့မူးကဒီအခန်းထဲမှာပဲဒီလိုပဲနေအောင်ညောင်ဘဲမှမသွားနိုင်တော့ဘာဖေးနားမှာလာပြီးတော့ဟိုနှိပ်ပြီးဒီနှိပ်ပြီးတော့လောက်တာပေါ့ဒါမဲ့ तू မှဘာမှမလုပ်တတ်တာနောက်ပြီးတော့ तू ကလည်းသွားလို့ကလေးနဲ့ကစားရှောက်သွားပြီးချစ်ကလေးနဲ့ကစားတာပဲနေတာဟိုအရင်တော့ကထုံတော့အချိန်ပြေတော့ပဲတမီးဒီဘေးရက်တွေမပေါ်ခင်ရတော့အခုဘေးရက်တွေပေါ်လာမှဆိုရင်တနေ့9000 8000ဒါပဲအာမပြေတဲ့အချိန်မပြေဘူးတပတ်ညောက်တဲ့တော့မှတနေ့ တခါတည်းကြတယ်တကယ်စားမယ်ဆိုရင်မနေ့ညစားမယ်တပေါင်းကျော်တပေါင်းမှမကြည့်ပစားလို့မရဒီရီအကုန်လုံးကြီးနေဟုတ်လားအဲ့ဒီတခါကြီးကြလဲအခုဆိုလို့ချင်းဟိုတနည်းအားဆိုလို့ချင်းအဘဟိုထမင်းတော်ဆိုမစားခြင်းမနော်အဘဘာဘာဟိုဟိုနည်းဟိုနည်းစားခြင်းနဲ့ဆိုတော့ကြီးဦးအဲ့ဒါစားခြင်းနဲ့တပွဲကိုကြီးမှဆိုရင်မနေဘူး၈ထောင်လောက်မကြီးဘူးတော့ဝယ်စားဖို့အချိန်မရှိဘူးအနေပြီးတော့ အဲ့ချိုရည်လေးဒမှုရဝယ်ပြီးအဲရည်လေးနဲ့တောက်ပြီးအဲ့လိုပဲမနေညာအဲ့လိုပဲပါနေတာဒါပေမဲ့အားတော့နည်းနည်းနေတာပေါ့နော်တော်တော်အားနေသွားတာပေါ့အဲ့အိမ်ကိစ္စဖြစ်တယ်ကအဖသမင်းမစားတော့ဖခင်ရဲ့သားရဲ့ဘာမှမရှိဘူးတကြားလေးဝယ်ပြီးတော့သမင်းလေးနဲ့နေပြီးလိုက်တယ်ချားလေးနဲ့သူစားတာမပြောသေးသေးနဲ့နေပြီးလိုက်တယ်စားတာဘယ်လိုနေပါလဲကြီးတော့မညာအဖေမဖေမပြတ်မရတာသားရဲ့ဘာမှမပြော ။ဒါတော့ဒီကျုပ်ရှိတာနဲ့ပဲပါစမ်းမယ်။အဲ့ဒါပဲ။ဒီခါကြီးကြာရအဖေကနေမကောင်းဆိုလို့ချင်း तू ကဖမင်းမစတော့ဘူး तू နေရောညာ။ तू မကြောက်လို့လည်းမရဘူးလေ။အဘမရှိ तू ဘယ်မှနေမလဲ။လမ်းမင်းမှာလျှောက်သွားပြီးဖိုလ်လူကကျွင်းနို့ဟိုမှာနေရနို့နို့ဒီရနေရမယ်။လျှောက်သွားနေမှာပေါ့။ဒါပဲရှိတာ။နေလို့မှဘလူးအင်းကခေါ်ထားမယ်။ဘာဘာလေးပြောချင်းနေဆိုတော့လေအဘလည်းအခုနောက်ပြီဆုံးကတော့အဘဒီအခုလိုစင်စင်ရင်းရင်းနဲ့အခုဒုက္ခတွေပြားရောက်နေရတဲ့ အခြေအနေမှာဗမနေလည်းမနေကြတော့လောကကြီးအဲ့ဒါမှမနာဗပြောခဲ့လို့တခါကျဗငါ့ဘုံကစိတ်ပေါက်ပြီးတည်လိုက်တိတ်ကောင်းပါပဲလို့ထိတ်ပူမိတယ်အခုလိုပဲဒီနေ့လူတွေလည်းဒီလိုပဲဗလိုပဲခံစားနေရတဲ့လူတွေလည်းရှိမှာပဲဟုတ်တယ်မလားဘာလို့ဆိုအခုဟိုလှုပ်လို့ကိုကြိုးစားတော့ရတယ်ဆိုရင်တော့အကြောင်းမဟုတ်ဘူးလေအခုကစိုက်ကားဆိုတော့နင်းရတာကိုဘေးရွက်တွေနဲ့ရှင်ပြီးနင်းရတော့ သူတို့ပဲနေရတယ်ဘာလို့မနေအောင်အဲ့လိုမျိုးပေါ့အဲ့တော့တားလဲစိတ်အားတားသိငယ်နေပြီတားကိုကိုလဲဘလို့ဖြစ်နေဆိုတော့တခါကျမြန်မာပြေးပါစီမြန်မာပြေးပါစီလို့အဲ့လိုပဲစီတောင်းနေပါညာပြေးပါပြီးတော့ပေါ့တမီးသူသူသူ့လိုပေါ့မျက်စိနှလုံးမိတ်ပိုင်းပြေးပါအခုတော့ရှင်နေရတော့ဟိုဒီတိုင်းဒီစားဝတ်နေရေးစားဝတ်ရေးစားဖို့ရဲ့ချက်ဒီနေဖို့ရေးကပို့ပြီးတော့ဆိုးတယ်တမီးကြီးဟိုเนี่ยမုံကြီး ဟိုမတင်ခင်တော့သားလေးတယောက်ကဟိုအတိသားလေးတယောက်ကသူဟိုနည်းနည်းကမသွားခင်တော့သူတင်ပေးခဲ့တယ်။သုံးလဆန်တင်ပေးခဲ့တယ်။ပြည့်ပဲပြည့်ကနီးလဲကြော်ကိုယ်ကထက်မတင်နိုင်တော့ဟာအဲ့မှာဒုက္ခပဲဘယ်လိုလုပ်ရမလဲဘယ်လိုဘယ်လိုနည်းအဲ့ဒါနဲ့ကံကောင်းထောက်မှသွားနဲ့သမီးမုံကြီးနဲ့ဒီပရိုက်ကြလို့တဲ့သမီးမုံကြီးနဲ့တွားပြီးတော့သမီးလေးတယောက်ကဆက်ပြီးတော့အဲ့ဒါသမီးကလာလှူတာနဲ့ တနည်းလူလာဆိုဒီဒီကောက်ဆို၄ကောက်လောက်ရှိပြီလာလူပေးတာအဲ့တော့နော်နောက်အခုအဘအခုခွဲစိတ်ဖို့လဲဒီဦးကြတဲ့ယောဂယူခွဲစိတ်ဖို့လဲတမီးကသူရှင်းရှင်းပေးမယ်ဘာမှဘာမှမင်းမပြင်းနဲ့ရှေးအားမငန်းနဲ့အကုန်သူကဝင်ပြည့်တယ်ဒါမှမဟုတ်တမီးဟိုနေပရိုက်ကြလို့တယ်တမီးမှုန်ကြီးလဲတိတ်ကျေဥကျင်တာဗျအာကုတ်တရားဘာမှဘာအာကုတ်တရားမှမရှိဘူးတမီးကြီးအောင်ပဲရှိတာ မီးလေးတယောက်ရားလိုက်လို့ပဲပေါ့။အမီးရင်းနေတော့မှပို့ပြီးတော့နင်းဖြစ်ပါတယ်တမီး။တမပါပါ။အမီးပဲကြောက်ပဲအကူရရှိတယ်။ပမာပါတော့ကြည့်လိုက်ကြည့်လို့တော့ဘာလို့မှမရှိဘူး။ဒီအသားဆိုင်ကောင်းကိုဒီရက်ကွက်ကနေစီးနေတဲ့အမတယောက်ကအမတစ်တော့ကနေဒီဆက်တဲပြီးတော့ဒီရက်ကွက်မှာပေါ့အရင်ခက်ခဲနေမှနေတဲ့အဖတယောက်ရှိတယ်လို့ပြောတဲ့အတွက်အမပထမဆုံးတစ်ခေါက်သားလှူတယ်။အဲပြီးတော့ ထပ်ခါထပ်ခါလှူခြင်းနဲ့စိတ်ဖြစ်တယ်ဘာလို့လဲဆိုတော့အမှန်တကယ်လဲလိုအပ်တယ်နွမ်းပါတယ်အမအဖေတောင်မှအသက်60ပဲရှိသေးတယ်ဘာ84နှစ်ထိမနာဘူးစိုက်ကားနင်းနေရတယ်ပြီးတော့အမားတို့အခုလိုငယ်ရတဲ့သူတွေတောင်ဒီလိုရာသီဥတုမှာပူတယ်အလုံးမလုံးခွနဲ့တောင်ပူတယ်ပူတယ်နဲ့ညီးနေတဲ့အချိန်မှာအဘမှာပူတယ်လို့ညီးခွင့်မရှိဘူးပြမန်းနယ်လို့နားခွင့်မရှိဘူးအလုံးလုံးပြီးပြန်လာတော့လေအိမ်မှာလှည့်ပစ်ပြီးအိပ်ပြီးနားလို့ရတဲ့ဘဝချင်းနေတဲ့မဟုတ်ဘူးဒီပတ်တန်မဆန်းသားလေးကရှိနေပြန်တဲ့အတွက် အကုန်လုံးအောက်ခြေတွေအကုန်လုံးပေးရတာအမတိရဲ့အတွက်အမထက်ကထက်ကလှူကျင်လာတယ်အကြောင်မ၃ချိန်လာလှူတယ်ဒီနေ့နဲ့ဆိုတာ၄ချိန်လာပေါ့အခုအဘကဥကြတဲ့ယောဂလည်းခံစားနေရတဲ့အတွက်အောင့်တယ်အောင့်အောင့်နေတယ်ဆိုအမအခုဆေးရုံကိုပြပြီးတော့အဘကအသက်ကြီးပြီဖြစ်တဲ့အတွက်ကအဟာရရှိဖို့အရင်ဆုံးအားမွေးရမယ်ပြော်အဘကခွဲစိတ်မှုခံယူနေတဲ့အချိန်မှာလည်းဒီမတန်ဆွမ်းမောင်လေးကလည်းဒီမှာရှားဝင်နေရင်းနဲ့အိမ်တိုင်အိမ်မှာအက်ခဲဖို့အတွက်လည်းစီစဉ်ပေးရမယ် အဘကိုလည်းချင်းုံစောင့်မှုကလည်းဘယ်သူမှမရှိဘူးဘာလို့ကတကယ်ကိုတားဆာနေရခဲအဲ့ဒါဒီအကုန်လုံးလည်းအမစီစဉ်ရမယ်ပြီးတော့အဘပြန်လာလို့ရှင်လည်းအ ਨੇ ဆုံး45ရက်လောက်ကတော့နားမှဖြစ်မယ်အ ਨੇ ဆုံးခွဲစိတ်မှုခံယူထားတဲ့လူနာတယောက်ဖြစ်တဲ့အတွက်အဲ့တော့လည်းပြန်လာနားတဲ့အချိန်မှာစားဖို့တောက်ဖို့အထီးတဲ့အမအကုန်လုံးတောင်းယူပြီးဆောင်ရွက်သွားမှာပါဩအမကဒီသမီးလေးကိုဒီသမီးလေးကလေဘယ်တော့ဒီအုံနေဖြစ်လဲဆိုဒီသမီးလေးမျိုးဘာတွေ့ဘူးဘာဘွားမှာမတွေ့ဘူး ဒီလိုပြလိုက်တာစိတ်ကိုတကယ်ကိုပြင်းပြထန်ထန်နဲ့ကိုကျိုးမဖက်ပဲနဲ့လိုက်ပြီးတော့ကူညီပေးနေတယ်ပမီလေးကိုအင်မတန်ကြည်တူးတင်ပါတယ်။ဘာလို့လဲဆိုတော့အဘအားငယ်နေတဲ့အချိန်မှာပေါ့နော်။ပမီလေးကသာပြီးတော့အဘတော်တော်လေးကိုအားချိလာပါရဲ့။ဟိုကုနာပြောတူပဲပေါ့။အဘလိုအပ်နေတဲ့လိုအပ်ချက်တွေကိုပမီလေးကဖြည့်ကြည့်ပြီးလား။ပမီလေးနဲ့အဘနဲ့လည်းမကြည့်ပါဘူး။တစ်ခါမှလည်းမတွေ့ဘူးပေါ့။အဲ့ဒါအဲ့ဒီပမီလေးကဆက်တက်ပြီးတော့ပမီလေးကကိုယ်လည်းလာပြီးတော့လှူလာအခု၄ချိန်ရှိသွားတယ်။ ကျမကြီးရောအခုကအိနာတာသုံးလာတာလည်းမှသဘောတင်ပြီးပြီးတော့ဘူးဘူးဘူးအခုစာဝင်နေရတဲ့လည်းပတ်စံလည်းလူခဲ့ပြီးပြီးတော့တယ်ကိုစေးရုံပြဖို့ရချင်းယူဖို့အတွက်ကအဖကကြတော့လူကြီးဖြစ်တဲ့အတွက်လူကြီးရှေးရိုးရွယ်လေးရှိတယ်။မွေးလာလေးကြော်အောင်ဒီလားအဖရဲ့မွေးလာလေးဖြစ်တဲ့မွေးလာလေးကြော်ကကြမှာသူကခွဲစိတ်မှုလေးခံယူကြမှာလေဆိုတော့အမကအဖရဲ့စိတ်တဘောသားဆန္ဒလေးကိုစောင့်အမဘက်ကလှူပေးဖို့ကအရှင်သင့်ပဲဒီပါနေမှာလေ။အဲ့တော့ပြောပြပါအောင်ဒါလှူတူဖို့လည်းလေလူရှင်လေးမှန်းလည်းတော့ဖိတ်ပေါ်ပြပါဦး။ဟုတ် အဲဒီအဘခွဲစိတ်မှုမှာပါဝင်လှူဒန်းမယ်ဆိုလို့ရှိရင်ဒီကျမမုံကြီးပရာဟိတအဖွဲ့ဖုန်း39962839485 ဖုန်းလေးကိုဆက်သွယ်ပြီးတော့လည်းသေးသေးမြင်းမြန်းလို့ရပါတယ်။အဘောက်ကိုကိုယ်တိုင်ကိုယ်ကျတွေ့ပြီးတော့လှူချင်ပါတယ်ဆိုလို့ရှိရင်လည်းဒီအရှိတကုံဘောပါတူလမ်းမပေါ့ကြည်တောင်အပေါင်းတန်းရှိစိုက်ကားကိမှာဘာအများကြီးရှိပါတယ်။အာကျမကနေတစင်ယုံကြည်စိတ်ချပြီးတော့အဘောက်ရဲ့ခွဲစိတ်မှုလေးမှာလှူမယ်ဆိုလို့ရှိရင်လည်းခုနဖုန်းလေးကလည်းကျူယူဝင်းဆိုတဲ့နာမည်နဲ့ကေဘေးဖွင့်ထားပါတယ်ရှင်။အဘောက်ကိုကျမတို့ဝိုင်းဝန်းပြီးတော့တက်နိုင်တဲ့လောက်ဘောက်တို့သားဖောက်ကိုဟိုကုညီကယ်တင်ကြရအောင်လို့ကျမပြောချင်ပါတယ်ရှင်။